ာနာသိန်းစစ်တပ်လက်အောက်ခံပို့အပြည်သူစစ် PNO PNA ရဲ့စစ်သားစုဆောင်မှုကြောင့်ပို့လူငယ်တွေပြည်ပထွက်ခွာမှုများပြနေပြီးတော့စစ်မှုထမ်းနိုင်တဲ့လူငယ်တွေနဲ့မိသားစုဝင်တွေအပေါ်မှာ PNO PNA ကတင်းကျပ်မှုတွေပို့လုလာတယ်လို့ပို့ဒေသခံတွေကဆိုပါတယ်။ရှမ်းပြည်နယ်တောင်ပိုင်းမှာခြေဆိုင်တဲ့ပို့လက်နက်ကန်တက် PNO PNA ဟာစစ်တပ်ကအာနာသိန်းခဲ့တဲ့2021ဖေဖော်ဝါရီလနောက်ပိုင်းမှာအင်အားပုံမှုကြီးထွားလာခဲ့ပါတယ်။ တခြားတိုင်းရင်းသားလက်နက်ကင်တပ်အများစုကအာဏာသိမ်းစစ်တပ်ကိုဆန့်ကျင်ဖို့အင်အားစုဆောင်းကြပေမဲ့ပအိုးမျိုးသားတပ် PNO PND ကတော့စစ်ကောင်စီကိုကာကွယ်ဖို့လူသစ်စုနေတာဖြစ်ပြီး2024ခုနှစ်တည်းမှာထောင်နဲ့ချီတဲ့တပ်သားတွေကိုထုတ်ပြခဲ့ပူပါတယ်။လက်ရှိမှာလည်းပအိုးပြည်သူစစ်ခေါင်းဆောင်တွေနဲ့ကျေးရွာအုပ်ချုပ်ရေးပိုင်းတာဝန်ရှိသူတွေကကျေးရွာတွေဒီကွင်းစင်ကလိုက်လံစီယုံပြီးတော့ပြားမျိုးစုံပေးနေတဲ့အတွက်ဆန္ဒမပါဘဲစစ်မှုထမ်းဖို့တွားနေရတယ်လို့ခိုးပုံးဒေသခံတူကပြောပြပါဗျာ။ 哦，誒呀，當初嗰啲嗱，你知啦，你真係啲嘢，我真係冇乜嘢嘢，冇乜嘢嘢嚇，起嘅你，你唔講咧，應該唔同啲嘢嘅。誒，一般啲人咧出到北丹嚟嚇，我超過啲人仲白富翁，出緊步嚟喎，啲個作家，啲個作家嚟，睇到喎，哇，你依個生意嚇都冇咁容易，十八都冇用嘅，主要係你你越多都要，啊，你你個地雷打掂，你個咩玩意啊，出對住啲人要八嘅，對住啲人要五啊八嘅，咩嚟下啫咯？先至先至睇下咩先得，我真係差啦。 စစ်သားစုဆောင်မှုကြောင့်ထိုင်းနဲ့မလေးရှားနိုင်ငံတွေကိုတင်းရှောင်နေရတဲ့ပိုးလူငယ်အခြေအတွက်ဟာလည်းတသားဝန်းကျင်အထိရှိလာတယ်လို့အရက်သားတွေလူခွင့်ရေးချိုးဖောက်ခံရမှုအပေါ်စောင့်ကြည့်မှတ်တမ်းတင်နေတဲ့ပိုးလူငယ်အစည်းအရုံး PYO ကဆိုပါတယ်။အသက်18နှစ်ကနေ45နှစ်အတွင်းအမျိုးသားတွေစစ်မှုထမ်းဖို့မလာရင်ကြံခဲ့တဲ့မိသားစုကို PNO PNE ကဖိအားပိုးပေးလာတာကြောင့်မိသားစုအလိုက်နေရဲ့စွန့်ခွာရသူတွေရှိနေတယ်လို့ပအိုးလူငယ်စီယုံ PYO တာဝန်ရှိသူလီလီကဆိုပါတယ် PNO PNAC မှာစစ်မှုထမ်းရင်စစ်ကောင်စီရဲ့စစ်မှုထမ်းကင်းလွတ်ခွင့်ရမယ်လို့စီယုံခံခဲ့ရသူတွေဟာမြေပြင်မှာတော့ရှီတန်းပို့ခံနေရပြီးလူငယ်အများစုဟာစစ်မှုထမ်းရှောင်ရှားလိုကြတယ်လူဒေသခံတွေကလည်းဆိုပါတယ် PNO PNA ပို့လက်နက်ကင်တက်အတွက်ပို့တိုင်းသားတွေကတအိမ်ကိုလစဉ်ကျန်တဲ့တောင်းပန့်ကြပြီးတော့ပို့မဟုတ်တဲ့ဒေသခံတွေကစီးပွားရေးလုပ်ငန်းမျိုးဆလိုက်မြန်မာကျပ်ငွေ9000နဲ့3000ကစပြီးပေးနေရတယ်လို့ကိုရိုင်းကြုံတွေ့နေသူတွေကပြောပါတယ် ပြည်ကျော်လုံးမဖြစ်တော့တောင်းလေးလေအခုဆိုရင်ပြန်တော့ထောက်ဆိုရင်ဘလောက်နှစ်ပေါင်းဆိုမှတောင်းသူတို့နေတဲ့ဝင်မဆိုရင်ပါရွက်တွေလိုရတယ်။ပါရွက်ပြန်နေမှာပြီးဝင်တော့သူတို့ဆိုလို့တော့မလို့တော့သူတို့ဆက်တာသွားတာလာတာဆိုမှပြည်လို့ဆိုမလို့တော့မလို့စစ်သားတွေစုဆောင်ခံရသူတွေကိုစီဆိုင်မြို့နယ်စိုက်ခေါင်ရွာနီးကအောင်စုဝေပြည်နယ်ပြည်သူ့စစ်ခန်းမှာအများဆုံးတင်နန်းပေးလိရှိပြီးတော့တင်နန်းကာလဆယ်ရက်ကနေတလားထီကြာလိရှိတယ်လို့ဒေသခံတွေရဲ့ပြောဆိုမှုတွေအရလည်းသိရပါဗျ။လူသိတွေရဲ့တင်နန်းစစ်နဲ့ရုပ်တံတွေကို PNO ပို့ပြည်သူစီရဲ့ဝါရဖြန့် Facebook စာမျက်နှာမှာမကြာခဏထုတ်ပြန်လေးရှိပါတယ်။ရက်တို့တင်နှံပေးပြီးတော့ရှေ့တန်းဖို့ခံရတဲ့လူငယ်တွေဟာတိုက်ပွဲတွေမှာတိတ်ဆုံးမှုတွေရှိတယ်လို့ပို့လူငယ်စီယုံတာဝန်ရှိသူလီလီကပြောပါတယ်။ ရှေ့တန်းပို့ခံရတဲ့လူငယ်တွေဆိုလို့ရှိရင်လည်းကြသွားတာအများကြီးပဲလေဆိုဆိုလို့ရှိရင်အတုပတော်ကပြန်လောက်ခွင့်မရှိတဲ့ခြေဒီတွေမှာရှိတယ်အတုပလောက်တယ်ဆိုရင်တောင်မှ VPN ဘက်ကတာဝန်ယူဆောင်ရွက်ပြီးနေရာမရှိဘူးဒေတာခံတွေဘက်ကပက်ရှင်တွေပြန်ကောက်ပြီးအလုပ်ပြီးတဲ့ခြေနေမျိုးတွေလေဆိုတော့ဒီနှစ်မှာလေးအဆုံးပြောင်းပိုက်ပွဲနဲ့ပတ်သက်ပြီးတော့မှ ို့ခံရတဲ့လူငယ်လေးဆိုကြသွားတာရှိတယ်ဆိုတော့သူတို့မှာ solution တော့ဥနာကြီး6ခွန်းတော့မရှိတဲ့ဟာမျိုးလေးနောက်ပြီးတော့ကြသွားလားမကြသွားလားဆိုတဲ့အချိန်တွေမှာမိဘတွေအတီးလိုက်ရတဲ့အချိန်စစ်တပ်နဲ့ငြိမ်းချမ်းရေးယူချိန်1990ကျော်ကာလမှာအင်အားထောင်ကျော်သာရှိခဲ့တဲ့ PNO PNA ဟာ လက်ရှိမှာစင်ရ9000နဲ့ထပ်မှရှိပြီလို့ PNO ပါတီထိပ်ပိုင်းကောင်းဆောင်သူကလည်းပြောပါရယ်စစ်ကောင်စီကခန့်ထားတဲ့ရှမ်းပြည်နယ်ဝန်ကြီးချုပ်ရုံးထိုင်ရာတောင်ကြီးမြို့နယ်နီးကတဲ့စီဆိုင်မြို့ကစစ်ကောင်စီတပ်စခန်းတွေကို နောက်ထပ်ပအိုးလက်နက်ကင်တပ်ဖြစ်တဲ့ပအိုးအမျိုးသားလူမျိုးရေးတပ် PNL နဲ့ KNI တပ်တွေက2024ဇန်နဝါရီလမှာဝင်တိုက်ခဲ့ပြီးတဲ့နောက်အာဏာသိမ်းစစ်တပ်ကပြည်ဝကာကွယ်မပေးနိုင်တဲ့ကြောင်းသူတို့ရဲ့အင်အားတွေကိုတိုးချဲ့လာရတာဖြစ်တယ်လို့လည်းမြန်မာနောင်ကဆက်သွယ်ခဲ့တဲ့ PNO ပါတီခေါင်းဆောင်သူကပြောပါရယ် တသားတည်းတောင်းနဲ့ချီပြီးတော့စူးစောင်းနိုင်ပေမဲ့လည်းစစ်တပ်ကထောက်ပံ့တဲ့လက်နက်အင်အားမပြည့်စုံတဲ့အတွက်ထပ်မံဖြည့်တင်းရမယ်လို့အဲဒီ PNO PNA ခေါင်းဆောင်ကဆိုပြီးတော့အဘာကန်စစ်သားအနေငယ်ကလွဲပြီးတော့ကြံသူတွေကလစာခံစား권မရှိဘူးလို့လည်းသူကပြောပါဗျ။ PNA အုပ်ချုပ်နေမြေတွေမှာစီးရင်းနဲ့အုပ်ချုပ်ရေးထပ်မံတိုးချဲ့မယ်လို့ PNA တွစ်စစ်ဦးစီးချုပ်ခွန်နေဝင်းထွန်းကလူလူတွစ်ဆောင်ပွဲတွေမှာဆိုပြီးတော့စီဆိုင်မျိုးတိုက်ပွဲပြီးမှာတော့စီးရေးကော်မတီကိုတိုးချဲ့ဖွဲ့စည်းခဲ့ပြီးတော့ဥက္ကဋ္ဌဖြစ်နိုင်ငံကဥအောင်ခန့်တီဒုတိယဥက္ကဋ္ဌဖြစ် ်ပီတာထွန်းနိုင်တို့ကတာဝန်ယူထားပါတယ်အချိန်ကနိုင်ငံရေးကာလမှာအရက်ပဲအုပ်ချုပ်ရေးနဲ့ဦးစားပေးပြီးတွားခဲ့တယ်အခုတော့အရက်ပဲအုပ်ချုပ်ရေးလဲပါမယ်စီကြီးလဲပါမယ်ဖြစ်တဲ့အတွက်စေတေတာမူဒီအရက်ပဲအုပ်ချုပ်ရေးတာဝန်လဲထမ်းဆောင်ပေးပညာရေးချင်းအနေထားအရွယ်အစားအရလဲအားကိုးမယ်သူဒီကျွန်တော်တို့စီဦးစီချုပ်များရဲ့ကိုစားအစိတ်ပိုင်းတခုလုတ်ပိုင်ခွင့်နေရတဲ့ဥစ္စာကို तू อ่ะ လမ်းညွန်နိုင်တယ်အမိတ်ပေးနိုင်တယ်ဆောင်ရွက်နိုင်တယ်စီဆိုင်မြို့တိုက်ပွဲပြီး2024နှစ်စံပိုင်းကနေ2025နှစ်စံပိုင်းထိရန်တောင်ဒေသဖြစ်တဲ့ညောင်ရွှေစီဆိုင်ဟိုပုံပင်လောင်းနဲ့ကင်းဒီနယ်စပ်ကဖေခုံမြို့နယ်တွေမှာတိုက်ပွဲတွေဆက်တိုက်ဖြစ်ခဲ့ပါတယ်။ တနေတာတိုက်ပွဲတွေအတွင်းကလေးငယ်၁၈ဦးအပါဝင်ရဲသား၁၂၉ဦးသေဆုံးခဲ့ရတာဒဏ်ရာသူ၂၀၀နီးပါးနဲ့ရဲသား8000ကျော်နေရာဆုံးခွာခဲ့ရတယ်လို့ပိုးလူငယ်စီယုံရဲ့အချက်လက်တွေရလဲသိရပါဗျ။အာရဒိစတက်နဲ့ PNO PNA ပူးပေါင်းတက်တီဟာရှမ်းတောင်ကနေတဆင့်တော်လိုင်းတက်တီအားကောင်းဆိုးမိုးရခင်းနီးပြည်နယ်တွေကိုထုစစ်ဆင်ခဲ့ပြီးအဲ့ဒီစစ်ကြောင်းတွေမှာ တပ်သားတွေစုဆောင်းခံထားရတဲ့ပို့တိုင်းသားလူငယ်တွေအဓိကပါဝင်ကစစ်ကောင်စီတပ်ကခေါင်းဆောင်ပိုင်းနဲ့ဤပညာပိုင်းကိုတာဝန်ယူတယ်လို့စစ်တပ်ကိုစန့်ကျင်တိုက်ခိုက်နေတဲ့ပို့တော်လိုင်းတက် PNL ဘက်ကဆိုထားပါတယ်ခင်ဗျာ။